မင်္ဂလာပါခင်ဗျာမနေ့ကကျွန်တော်တို့လည်းပိတ်ရက်ဆိုတော့တငယ်ချင်းတွေနဲ့ဆုံးပြီးရန်ကုန် Star City Golf Club မှာ Golf ကစားဖြစ်ခဲ့ပါတယ်။ရာသီဥတုကជីជីလင်းလင်းတတရရလေးဆိုတော့ပထမပိုင်းအဆင်ပြေနေပေမဲ့နောက်ပိုင်းမှာတော့မိုးတွေတဲတဲမဲမဲရွာလာပါတယ်။ကျွန်တော်တို့ကလည်း Golf တရေတွေဆိုတော့မိုးရွာလည်းမရက်နေဘူးလည်းမရက်အဲ့လိုရိုက်ကြတဲ့လူတွေဆိုတော့မိုးရွာထဲမှာဆက်ရိုက်ခဲ့ကြပါတယ်။ ီလိုမိုးရွာထဲမှာဆက်ရိုက်တဲ့အခါကျွန်တော်ဘောလုံးကဘန်ကာရဲကျသွားရောဘန်ကာရဲကျသွားတော့စီမင်းတိုင်းပဲဘန်ကာရဲမှာယာယီရေးအိုင်စီမင်းတိုင်းအနည်းဆုံးလုကင်ရအမှတ်ရှာရှာပြီးတော့လွတ်တဲ့နေရာမှာ draw ချပြီးတော့ရိုက်ခဲ့ပါတယ်ဒီနေရာမှာတငယ်ချင်းတယောက်ကအကူစော်ရေးတဲ့ဘန်ကာရဲမှာရေပြည့်နေရောဘယ်လိုလုပ်ရမလဲတဲ့အဲ့ဒါတော့ကျွန်တော်တို့ဘန်ကာရဲမှာရေပြည့်နေတယ်ဆိုရင် maximum available relief ဆိုတော့ relief နဲ့ရိုက်လို့ရပါတယ်ဘန်ကာထဲမှာအတိမ်ဆုံးနေရာအဲရိုက်လို့အဆင်ပြေဆုံးနေရာမှာ draw ချပြီးရရမှာပါဘန်ကာအပြင်ကရိုက်ချင်တယ်ဆိုရင်တော့ဘန်ကာထဲမှာယာယီရေအိုင်ရှိနေတဲ့အတွက်ဘန်ကာအပြင်ကနေ back on the line နဲ့ပြည်တံတစ်ချက်ပေးပြီးရိုက်ခွင့်ရှိပါတယ်ဒါယာယီရေအိုင်ရှိနေလို့ပါယာယီရေအိုင်မရှိရဘန်ကာအပြင်ကရိုက်မယ်ဆိုတော့ပြည်တံနှစ်ချက်ပါ အခုကတော့တကယ်လို့ဘန်ကာတစ်ခုလုံးရေပြည့်နေတယ်ဆိုရင်တော့ဘန်ကာနောက်ကနေပြည့်တန်တစ်ချက်ပေးပြီးတော့ draw ချရိုက်ခွင့်ရှိပါတယ်အခုကတော့ကျွန်တော်ကဘန်ကာတစ်ခုလုံးရေပြည့်နေတာလည်းမဟုတ်တဲ့အတွက် maximum available relief user မလို့ပဲနဲ့ npc ကရှာပြီးတော့ဘန်ကာတွေကနေပဲရိုက်ထုတ်ခဲ့တာဖြစ်ပါတယ်ဒါကလည်းတည်ထားတဲ့ simulate တစ်ခုမို့လို့တင်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမရှင်းတာနားမလည်တာရှိရင် comment ပေးပြီးမေးခဲ့ပါကျွန်တော်တတ်နိုင်ဆုံး ဖြည့်ရှင်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာဆုံကြမယ်